အားလုံးမင်္ဂလာပါအဲကျွန်တော်ဒီညချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ Chelsea နဲ့ AJ ပွဲကိုကျွန်တော်ကြေးရ30ရွေးချယ်ပြီးမှဖြစ်ပါတယ်အ Chelsea ကတော့ဒါနှလုံး85စာအ3လုံး35ရှုံးပေါ့နော်ကိုပေါင်းကြီးရတော့အဲ့တော့အ Chelsea နဲ့ AJ နဲ့ကိုရှင်မယ်ဆိုရင်လက်ရှိချိန်မှာအ Chelsea ကအပို့ပြီးတော့ဒါ AJ ထက်ကိုအဆက်အသွယ်တာလုံးကောင်းမွန်နေပေါ့နော်အနေထားအရဆိုရင် အဲအချက်အနေနဲ့ကလည်းဒါပြည်တွင်းပွဲတွေမှာတော့မှဒါအဝေးဝင်းပွဲစဉ်တွေကိုဒါတပွဲမှအနိုင်ရရှိထားခြင်းမရှိသေးဘူးတရည်တွေပဲကြာထားတယ်ပေါ့နော်အချက်စီးကတော့အဲလက်ရှိမှာဒါဟိုပုံစံကောင်းပြန်ရနေပြီပေါ့နော်ပုံစံကောင်းပြန်ရနေပြီခြေစွမ်းလည်းကောင်းမွန်နေပြီပေါ့နော်အဲဒါရကစားသမားတွေများပြားနေတာတော့ဒါချွင်းချက်ပေါ့နော်အဲ့တော့အဲရင်းနှုံးကဆိုချက်စီးနဲ့ဒါအေဂျင့်နဲ့တွေ့ဆုံခဲ့တဲ့အစဉ်လာအားဖြင့်ဆိုရင်လည်း2019မှာဒါချက်စီးအိမ်ခွင့်မှာပဲဒါနောက်ကနေ ဒါခြေစည်းအနေနဲ့အသေးအံလိုက်ကစားခဲ့ရပြီးတော့အဲလေးခုလေးခုတည်ကြခဲ့တယ်ပေါ့နော် ခြေအေချက်ကပြောမဆိုရင်အဲအသင်ကြီးတိုင်းကိုဒါဒုက္ခပေးနိုင်တဲ့အသင်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီနှစ်သင်းခြေစွမ်းရဆိုရင်ခြေစည်းကအိမ်ခွင်မှာနိုင်ဦးနိုင်မဲ့အနေထားကတော့ဒါဟိုယုံကြည်ပြီးသားဖြစ်တယ်ပေါ့နော်အကြီးကစဉ်းစားမှဆိုကြီးကတော့ပြောမယ်နှလုံး85သားဆိုတော့တော်တော်တော့ပြင်းတဲ့အနေအထားမျိုးရှိတယ်အစောပိုင်းကဒါ အဲ Chelsea နိုင်အောင်နိုင်လဲမယ်လို့ယုံကြည်ထားပေမဲ့ဂိုးပြတ်နိုင်လဲမယ်လို့တော့ဟိုမယုံကြည်ခဲ့သေးဘူးပေါ့နော်မယုံအပြည့်အဝယုံကြည်မှုမရှိသေးဘူးပေါ့နော်အခုဒီကြည့်ရဆိုရင်တော့ Chelsea ကဂိုးပြတ်နိုင်အောင်နိုင်လဲမယ်လို့ကျွန်တော်မြင်တယ်အဲနှလုံး85သားဆိုတဲ့ဂျေးမှာအကျွန်တော်ချက်စီဘော်ဒီကိုရွေးပါတယ်ပေါ့နော်အဂူပေါင်းကိုလည်းဒါဂူပေါင်းအပေါ်ရွေးပါတယ်အဲနောက်တခြားရွေးချယ်ထားတဲ့ပွဲလေးတွေလည်းကျွန်တော်အတင်ပြပေးပါမယ်အဲ အဓိကပေါ့နော်ကျွန်တော်တခြားဟိုပဲပွဲလည်းရှိတယ်ပေါ့နော်အဓိကရွေးချယ်ထားတဲ့အဲပွဲလေးတွေကတော့ဒါ Frankfurt နဲ့ Liverpool ပွဲဖြစ်တယ်ပေါ့နော်အ Frankfurt နဲ့ Liverpool ဆိုရင်လည်းဒါ Liverpool ကအခုချိန်မှာအခြေစွမ်းရိမ့်ရိုက်နေတယ်ဆိုပေမဲ့ပေါ့နော်ရိမ့်ရိုက်နေတယ်ဆိုတာလည်းအဲဟိုလိုကြီးပေါ့နော်ဟိုခြေစွမ်းအောက်အောက်ကိုထိုးဆင်းပြီးတော့ခြေစွမ်းမကောင်းမဲနဲ့ရှုံးနေရလဲမဟုတ်ဘူးနော်ရှုံးနေတာပဲရှိတယ်အဲခြေစွမ်းကတော့ အဲကောင်းမွန်မှုကတော့ရှိသေးတယ်ပေါ့နော်အဲ့တော့ front back လို့အသင်းကိုလီဗာပူးအနေနဲ့ပေါ့နော်သူနဲ့အဲတန်းกว่าတဲ့အသင်းကိုဒါအဝေးခွင်းဖြစ်ပေမဲ့ပေါ့နော်အဝေးခွင်းဖြစ်ပေမဲ့မနိုင်ပြအကြောင်းမရှိဘူးလို့ကျွန်တော်တော့မြင်တယ်အဲ့တော့အနည်းဆုံးလီဗာပူးတကူကနေစပြီးတော့အဲကျွန်တော်အနိုင်လောက်ကနေစပြီးကြည့်ရမယ်လို့ယူဆတဲ့အတွက်ကျွန်တော်လီဗာပူးပေါ်ရင်ရွေးပါတယ်အဲနောက် နောက်ထပ်ရှိတဲ့နောက်တစ်ပွဲကတော့နောက် Real Madrid နဲ့ Juventus ပေါ့နော် Real Madrid နဲ့ Juventus ကလည်းအဲပြီးခဲ့တဲ့ဟိုအားမှာပေါ့နော်အဲကလပ်ကမ္ဘာဖလားမှာလောလောလတ်လတ်တွေ့ထားတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်အဲ Real ကတော့ပြောမယ်ဆိုရင် Juventus ကိုအသာစီးနဲ့အဲ AC ကစားနိုင်မဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ဖွင့်လာတဲ့ကြေးရဆိုရင်လည်း Real Madrid ကတလုံးအ38ရှုံးပေါ့နော်တလုံးအဲဟိုပေါ့နော်40ရှုံးပေါ့နော်တလုံး40ရှုံးအခုလက်ရှိကအဲ ကိုပေါင်းကလည်း၃လုံး30ရှုံပေါ့နော်အဲကိုပေါင်းကတော့အဒီနှစ်သိန်းအဲတွေ့ဆုံမှုရဆိုရင်အဲကိုများဘူးတော့တောင်းတောင်းတော့တော့မလွယ်ဘူးပေါ့နော်မလွယ်ဘူးဖြစ်တဲ့အတွက်အဟောပါပေါ့နော်အဲဒီကိုပေါင်းကိုတော့ဒီ ပေါ်ဖို့တော့ခဲရမယ်လို့ယူဆတဲ့ကိုပေါင်းပေါ်လို့ရှောင်ရင်းနေပေါ့နော်အဲကိုပေါင်းအောက်ကြိုက်လာဆိုလည်းကိုပေါင်းအွန်လိုင်းမကြိုက်တဲ့အတွက်ကိုပေါင်းအလုံးလုံးရှောင်ရင်းနေအရိအနေနဲ့ကိုအခုကကြီးကတလုံး40ရှုံပေးထားတာဖြစ်တဲ့အတွက်အဲလိုင်းကိုနိုင်မှု သိကြတယ်လို့လည်းယူဆတယ်ပေါ့နော်အဲခြေစွမ်းရကောဒီကြီးရကောအဲ့တော့အနည်းဆုံးရီရက်ကနှစ်ခုအထိသွားလိမ့်မယ်လို့အနည်းဆုံးနှစ်ခုအထိ ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့အဲရီရက်ဘော်ဒီကိုရွေးပါတယ်ပေါ့နော်အဲနောက် အသင်းကတော့မိုနာကိုနဲ့စပါပေါ့နော်မိုနာကိုနဲ့စပါမှာဆိုရင်အစပါကအဲဒါပြောမယ်ဆိုပရီးမီယာလိထိပ်သီးအသင်းပေါ့နော်ကြီး6ကြီးအသင်းဖြစ်တယ်ပေါ့နော်ဖြစ်ရတဲ့ဒီလိုမိုနာကိုကိုအဲကိုရဲ့ကိုထက်လီအစ်စနန်အနေငယ်အဲနေနဲ့မိုနာကိုကို level 30ရှုံးပဲပေးထားတယ်ဆိုတာကတော့စဉ်းစားကြပါဘောနော်စဉ်းစားကြအဲဂိုးပေါင်းကြီးကလည်းအဲ၃လုံး30 3 3 30စာပေါ့နော်3 30စာဆိုတာဒါဒီကြေးကအကိုအောက်နိုင်တဲ့ကြေးလို့ကျွန်တော်တော့မြင်နေပါတော့ယူစားတယ်အဲ့တော့ဂူပေါင်းကြီးကိုတော့အချက်ကြီးမှုတက်တော့ခုနလိုပဲဂူပေါင်းကြီးကိုဟိုရှောင်းနေတယ်ပေါ့နော်ဂူပေါင်းကိုရှောင်းနေတယ်အဲ့တော့ body ကိုပဲအဓိကထားရွေးနေတယ်ပေါ့နော်အဲ့တော့စပါးကဒီလိုမျိုး Premier League ဒါကြီး6ကြီးအသင်းဟိုထိတ်ထိတ်တန်းအသင်းကြီးဖြစ်ပေမဲ့ဒီလိုမျိုးမိုနာကိုကို level 30ချုံမပြေးထားတယ်ဆိုတော့ကစပါး အဲမနိုင်နိုင်ဘူးလို့ကျွန်တော်တို့ယူဆတယ်ဗောနော်မူနာကိုကွဲမှာအဲ့တော့ကျွန်တော်မူနာကို body ကိုရွေးပါတယ်ဗောနော်ဒါနောက်ထပ်ဟိုတပွဲရတော့ဗောနော် supporting နဲ့ marsey ဖြစ်တယ်ဗောနော် supporting နဲ့ marsey မှာဆိုရင်ဒါအမ်ပြင်သစ်လိကဒါပြောမှဆိုရင် portugali ထက်ဒါလိအစ်စင်တန်းအပူမြင့်မားပင်မဲ့နော်ကြက်တင်းတွေရဲ့ဒီခြေစွမ်းပိုင်းရကောဗောနော်ဒါပိုပြီးကောင်းမှုမြင်မဲ့ အခုက supporting က level 50ရှုံးပြန်ပေးထားတယ်ပေါ့နော်ဒါသူ့အိမ်ခွင်ဖြစ်လို့ပေးတယ်ဆိုပေမဲ့လည်းဒီမာဆေးလို့အတင်းမျိုးကို level 50ရှုံးပေးထားတယ်ဆိုတာက supporting အနေဆုံးတည်ရရလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ supporting တည်နဲ့အနိုင်လို့ယူဆတဲ့အတွက်ကျွန်တော် supporting body ရေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ